အေယာဝတီမြစ်ကြီးကိုမြင်နေရတာဖြစ်ပါတယ်။မြို့နယ်ကတော့တနုဖြူမြို့နယ်ပါ။အရှိတ်မှာအေယာဝတီမြစ်အနောက်ဘက်မှာတော့ပိတကဲကျောက်စာတိုက်။တောင်ဘက်မှာတော့ကြိုက်ကလွန်ပုံးစီတီတော်နဲ့မြောက်ဘက်မှာစစ်သူကြီးမဟာဗန္ဓုလာရဲ့တနုဖြူခန္ဓာတုတည်ရှိပါတယ်။ဒါကြောင့်တနုဖြူမြို့ကို အရှိတ်မှာနကအနောက်မှာတရား တောင်းမှဖရာမြောက်မှဓာလို့အဆူရှိပါတယ်ဒါကတော့တနုပြူခန့်တက်ကြီးဖြစ်တယ်ပြောမယ်ဆိုရင်တော့တနုပြူမြို့နယ်ရဲ့မြောက်အရပ်ပေါ်အေယာဝတီမြစ်ကန်တရှောင်းတိဆောက်ထားလို့အလျားတမိုင်းအနံကတော့မြေမျက်နှာပြင်အနေထားကိုလိုက်ပြီးဂိုက်900ကနေဂိုက်800အထိရှိပါတယ် ရခိုင်စစ်မြေနယ်ပြင်မှာပြန်လည်ဆုတ်ခွာလာတဲ့စစ်သူကြီးမဟာဗန္ဓုလာဟာရန်ကုန်မြို့ကိုခြေတက်လာပြီးတော့အင်္ဂလိပ်စစ်တပ်ကိုတိုက်ခိုက်ပြင်မယ်အင်္ဂလိပ်စစ်တပ်တွေရွှေတကုံကုန်းတော်မှာတက်ဆွဲထားတာကြောင့်မြန်မာတပ်တွေကဆက်မတိုက်တော့ဘဲတနုပြူမြို့ကိုဆုတ်ခွာခဲ့ကြပါတယ်တနုပြူမြို့မှာရှင်းမုံမင်းတွေရဲ့ခံတက်ဟောင်းရှိတာကြောင့်ပြုပြင်မှုမှန်ပြီးတော့အင်္ဂလိပ်စစ်တပ်တွေအေရီမြစ်ကိုစံတက်လာတဲ့အချိန်မှာခုခံမှု စစ်သူကြီးမဟာဗန္ဒူလာကစောင့်ဆိုင်နေခဲ့တာဖြစ်တယ်။စစ်သင်္ဘော62ဆင်းပါတဲ့အင်္ဂလိပ်ရတကြီးဒနုဖြူတောင်ပန်းနန်းတော်ကုန်းကျေးရွာအနီးကိုရောက်တဲ့အခါမှာတော့ဘုံမှုချုပ်ကော်တွန်ကစစ်သူကြီးမဟာဗန္ဒူလာကိုအညံ့ခံမှု တောင်းဆိုတဲ့စာတစောင်ပေးပို့ပါတယ်။အဲ့ဒီအချိန်မှာစစ်သူကြီးမဟာဗန္ဒူလာကဘလို့စာပြန်လိုက်တယ်လို့ဆိုရင်သင်နဲ့ကျွန်ုပ်နှစ်ဦးသည် ကိုယ်နိုင်ငံအတွက်စစ်တိုက်နေခြင်းဖြစ်သည်ကျွန်ုပ်တို့ရဲ့မရင်းမယိုင် ခုခံတွန်းလှန်မှုကိုသင်မြင်တွေ့နေရပြီဖြစ်သည်ကျွန်ုပ်တို့ကိုတိုက်ခိုက်နိုင်ရင်သင်သည်သင်ဤဂုံသိက္ခာကို ထိမ့်သိမ်းထားနိုင်ပြီမည်မိတ်ဆွေတို့အနေဖြင့်ဒနုပြူခန္ဓာကိုလာရောက်ကြည့်ရှုလိုပါကကျွန်ုပ်ကိုယ်တိုင်လိုက်လံပြတာပါမည်ရန်သူအနေဖြင့်လာလိုရင်လည်းကမ်းသို့တက်ပြီး တက်ချင်းရင်ဆိုင်နိုင်သည်ဟုပြန်ကြားခဲ့ပါသည်။ဘုံမှုချုပ်ခေါတုံကစစ်သူကြီးမဟာဗန္ဒူလာရဲ့ဖိတ်ခေါ်မှုကိုလက်မခံဝင်တာကြောင့်ကမ်ဘောမတက်ပဲတနုပြူခန္ဓာကို အမြောက်တူနေပြစ်ခတ်ခဲ့ပါတယ်1825ခုနှစ်ဧပြီလ10ရက်နေ့မှာတော့အင်္ဂလိပ်စစ်တပ်တွေကတနုပြူခန္ဓာကိုကြီးချောင်းရေချောင်းနှစ်ဖက်ညှက်ပြီးတော့အပြင်းထန်တိုက်ခိုက်ခဲ့ပြန်တယ် စစ်သူကြီးမဟာဗန္ဓုလာဟာတိုက်ပွဲပြင်းထန်ကြောင်းသိတဲ့အခါမှာနနက်စာပင်မစားပဲတက်တွေကိုကုခဲ့ဖို့ရွှေထီးဆောင်ပြီးတော့ထွက်ခဲ့တယ်။တမုငယ်တယောက်ကဒီနေရာမှာရန်သူတို့ဘုံးဆန်တွေအဆက်မပြတ်ကြာရောက်နေတာကြောင့်ရှောက်တင်းတော်မူပါဖရာလို့ရှောက်ထားပေမဲ့လည်းစစ်သူကြီးမဟာဗန္ဓုလာကလက်မခံခဲ့ဘူးတဲ့။ကြက်တိုင်ကုံဟာဓနုပြုခံတက်မှာအမြင့်ဆုံးဖြစ်တာကြောင့်စစ်သူကြီးမဟာဗန္ဓုလာရဲ့ရွှေထီးကို အင်္ဂလိပ်စစ်တပ်တွေကအဝေးကနေမြင်ရတယ်။အဲ့ဒီနေ့နနေ့9နာရီကျော်10နာရီခန့်မှာစစ်သူကြီးမဟာဗန္ဒူလာရဲ့ရွှေတိဘော်ကိုဘုံစံတွေ စုပြုံကြရောက်ပြီးတော့စစ်သူကြီးမဟာဗန္ဒူလာလည်းမြေပေါ်ကိုလေးချပြီးသိဆုံးသွားခဲ့ပါတယ်။စစ်သူကြီးမဟာဗန္ဒူလာကို လွမ်းတဲ့စိတ်တွေတတော်တော်ပေါ်လာမိပါတယ်ရှင်။